်မင်္ဂလာပါရှင်ကျမကတော့ချေချိုဆက်မှာ DBB ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းစင်ခွာကျေးရွာတောရဖုန်ကြီးကျောင်းကိုစစ်ကောင်စီတပ်ကမေလ3ရက်ည10:00နာရီဝန်းကျင်မှာလေကျောင်းကနေပုံကျဲတက်ခိုက်ခဲ့တယ်လို့မိုးကုံမြို့နယ်ပါကဖထံကနေသိရပါဗါဒတောရဖုန်ကြီးကျောင်းကိုစစ်ကောင်စီတပ်ကပုံနှလုံးကျဲချတက်ခိုက်ခဲ့ပြီးလူထိခိုက်သေးဆုံးမှုမရှိခဲ့ပေမဲ့ကျောင်းဆောင်တဲ့ဇေဒီထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗါဒ မိုးကောင်းမြို့အနောက်ပိုင်းအုတ်အင်းရွာအရှိပိုင်းဗတ်မွန်ရွာကိုစစ်ကောင်စီတပ်ကမေလ၂ရက်ညမှာပထမအကြိမ်ဘုံကျဲတက်ခတ်ခဲ့ပြီးမေလ၃ရက်မနေ့ပိုင်းမှာလည်းအနောက်ပိုင်းကတဲ့ရက်ကွက်အနီးကိုဘုံကျဲခဲ့တာကြောင့်အမျိုးသားတဦးသေဆုံးခဲ့ပါတယ်။တရုတ်ဂျာဝင်ဆစ်ဆက်ပေးမှုကြောင့်စစ်ကောင်စီတပ်နဲ့မုကုတ်ကိုလက်ရှိထိန်းချုပ်ထားတဲ့ TNL တပ်တို့ကုမင်းစစ်နွေးပွဲပြုလုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပြီးနောက်အခုလိုစစ်တိုက်ဘုံကျဲနေတာလို့သိရပါတယ်ရှင်။ မန္တလေးတိုင်းမရယာမြို့နယ်ရွာတန်းရှိရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကမေလ3ရက်ညနေ3:19မိနစ်မှာလေကြောင်းပုံကျဲခဲ့တာကြောင့်အမျိုးသမီးတယောက်သေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။တတဦးဘက်ကနေတက်လာတဲ့ Jet Fighter နဲ့ပုံကျဲခဲ့တာဖြစ်ပြီးနွားတကောင်သေဆုံးခဲ့တဲ့အပြင်၄ကောင်ဒဏ်ရာရခဲ့ပြီးစာတင်ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ပြည်ဦးလေခရိုင်ပကဖတာဝန်ခံကပြောပါတယ်။စစ်ကောင်စီတပ်ကမေလ3ရက် မနက်9:00နာရီဝန်းကျင်မှာမုကုံမြို့အနောက်ပိုင်းကသဲရက်ကွက်အနီးကိုပုံကျဲခဲ့တာကြောင့်မြို့သားတဦးထိခိုက်သေဆုံးခဲ့ပါတယ်ရှင် VOA ဝန်ထမ်းတွေပုံမှန်တိုင်းလုပ်ငန်းခွင့်ပြောင်းဝင်ဖို့ Washington DC အယူခံတရားရုံးကအမိန့်ထချခဲ့ပေမဲ့ RFA နဲ့ RFE သတင်းဌာနတွေရဲ့ဘတ်ဂျက်ငွေကို Trump အစိုးရသဘောအတိုင်းဆက်လက်ဆိုင်းငံ့ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီသတင်းကိုတိကျချင်တာပေးပို့ထားပါရရှင်။ VOA ဝန်ထမ်းတွေပုံမှန်တိုင်းလုပ်ငန်းဝင်ပြန်ဝင်မှု American ပြည်တော်စုမြို့တော် Washington DC ယူကန်တရားရုံးကဒေသစံတော်ချိန်မေလ10ရက်နေ့ရက်စွဲနဲ့အမိန့်ထုတ်ပြန်ခဲ့တာပါ။ April 22ရက်နေ့က DC ခရိုင်တရားရုံးကချမှတ်တဲ့အမိန့်ကို Trump ဆိုရရှိနေတွေကယူကန်ဝင်ခဲ့ပေမဲ့ယူကန်တရားရုံးကမူလတရားသူကြီးဆုံးဖြတ်ချက်အတိုင်းဆက်လက်အမိန့်ချခဲ့တာဖြစ်ပါတယ်။ DC အယူခံတရားရုံးကထုတ်ပြန်ထားတဲ့အမိန့်ကကြာသပတေးနေ့မှာတော့ထွက်လာတယ်။ BOE ဝန်ထမ်းတွေအားလုံးအလုပ်ကိုအရင်တိုင်းပုံမှန်ပြန်ပြီးတော့လုပ်ဖို့ဆိုတာကိုချမှတ်ထားတယ်။အစိုးရဘက်ကကျမတို့ကိုအလုပ်ခွင်တွေမှာပြန်ပြီးတော့လုပ်ခွင့်ပြုဖို့ပေါ့နော်။သူတို့ကဆောင်ရွက်ရမယ်ဆိုတဲ့ မိန်ပေါ့နော်သူတို့နောက်ဆုံးဆုံးဖြတ်ချက်ကတော့သူတို့အနည်းနဲ့အမြန်ထွက်လာမယ်ဆိုတာမျိုးတော့ရှိတယ်တလားကြော်ကြာရဆိုင်ထားတဲ့ POE အတန်တွင်းလုပ်ငန်းကိုပြန်စရမယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘလို့အသေးစိတ်ပြန်ပြီးတော့လုပ်မလဲဆိုတာကိုတော့ကျမတို့ခုညွှန်ကြားချက်တွေစောင့်နေပါတယ်အစိုးရရှိနေတဲ့ဘက်ကတော့အယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်းကျမတို့ VOE ဝန်ထမ်းတွေပြန်ပြီးတော့အလုပ်လုပ်ခွင့်ရအောင်သူတို့တွေကစောင့်ရွက်နေပါတယ်နောက်လာမယ့်သတင်းပတ်အတွင်းမှာကျမတို့အတန်တွင်းလုပ်ငန်းတွေကိုပြန်ပြီး ီးတော့စနိုင်အောင်လို့သူတို့စူးစမ်းဆောင်ရွက်နေပါတယ်ဆိုတော့အကြောင်းပြန်စာတွေကတော့ကျမတို့ရရှိထားတယ်ဘလို့ပုံစံစမလဲဆိုတော့တရားဝင်ညွှန်ကြားစာအီးမေးလ်ပေါ့နော်ဒီလိုစာတွေကတော့ကျမတို့မရသေးတဲ့အတွက်ဟိုလောလောဆယ်မှာတော့ကျမတို့ညွှန်ကြားချက်တွေကိုစောင့်နေရအောင်ရှိပါသေးတယ် decision ကြာရင်5 April 22ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့လွတ်လပ်တဲ့အာရှတန် RFA နဲ့လွတ်လပ်တဲ့အရှေ့ဥရောပအတန် RFA တို့အတွက်2025ခုနှစ်အတွက်မူလကချပေးထားတဲ့ဘတ်ဂျက်ငွေတွေကို Trump အစိုးရကပြန်ချပေးဖို့ရည်ညွှန်းတဲ့ဆုံးဖြတ်ချက်ကိုတော့အယူခံကြာရင်ကဆုံးဖြတ်ချက်ပြောင်းလဲခဲ့ပြီးတမရ Trump အစိုးရရဲ့သဘောတိုင်ဘတ်ဂျက်ငွေတွေကိုဆက်လက်ဆန်းကန်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ် Trump အစိုးရဟာစတင်ဌာနတွေကိုရက်ဆိုင်တာအပါအဝင်ငင်းပွားဖွယ်ရာဆောင်ရွက်ချက်အများပြားကိုတမရတောင်းယူပြီး3လကျော်ကာလအတွင်းမှာဇက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်သူရဲ့ ်လုပ်ရကြောင်းတရားစွဲဆိုမှုအများပြားကိုရင်ဆိုင်နေရပြီးအမေရိကန်ပြည်ထောင်စုရဲ့အုပ်ချုပ်ရေးအာဏာနဲ့တရားစီရင်ရေးအာဏာကြားတွန်းတိုက်မှုတွေဖြစ်ပေါ်နေတာပါ။တရားသူကြီးကအဲ့ဒီကိစ္စရပ်ပေါ်မှာတကယ်ရက်တည်နေပါလေ။တရားရုံးကိုစောင့်ကြည့်ရမှာပါပဲ။ဥရင်းနဲ့အညီလှုပ်ဆောင်သွားမှာပါပဲ။ဒီကိစ္စရပ်ပေါ်မှာဆွေးနွေးပြောဆိုမှုတွေအများကြီးရှိနေတယ်လို့မြင်ပါတယ်။လုပ်ငန်းရှင်ကလည်းတွားနေပါတယ်။ဘယ်လိုဖြစ်ပျက်မယ်ဆိုတာတော့စောင့်ကြည့်ရမှာပါ။ သမရာထရမ်ရဲ့အမိန့်ကိုစန့်ကျင်ကန့်ကွက်ကြောင်း FUE ဘက်ကတရားပြန်ဆွဲထားတဲ့အမှုနှစ်ခုရှိခဲ့ပြီးတစ်ခုက Channel List တွေကလုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ဆွဲထားတဲ့အမှုဖြစ်ပြီးနောက်တစ်ခုက FUE ဒါရိုက်တာကသမရာထရမ်ရဲ့အမိန့်ဟာလွတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုကျော်လွန်နေတာကြောင့်တရားမဝင်ကြောင်းဆွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။တရားရုံးဆုံးဖြတ်ချက်တွေအရအမှုနှစ်ခုစလုံးမှာဝန်ထမ်းတွေဘက်ကအသာစီးပြန်ရထားတာတွေ့ရပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ မေလ9ရက်နေ့ဗာတီကန်မှာပုတ်ဟန်မင်းကြီးရွေးချယ်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီးမိဂိုအခေါင်၌တက်စင်တာနဲ့စစ်စတိန်ကြောင်းအမိုးတက်စင်ခြင်းတွေပြုလုပ်နေပါတယ်ပေါ့ရမင်းကြီးရွေးချယ်ရမှာအတုံးပြုမဲ့မိကိုကောင်းနိုင်ပိုက်လုံးတွေနဲ့အစိပ်ပိုင်းတက်ဆင်ခြင်းတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ပေါ့ရမင်းကြီးရွေးချယ်ဖို့ကာဒီနယ်133ဦးရှိပြီးအဲ့ဒီအထက်က80ရာခိုင်နှုန်းကိုပေါ့ဖရန်စစ်ကရွေးချယ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာကက်သလစ်ဘာသာဝင်1.4ဘီလီယံရှိပြီး ပေါ့ရမင်းကြီးအသေးရွေးချယ်ပွဲကို sister အကြောင်းမှာပြုလုပ်မှာဖြစ်ပါတယ်မဲပေရွေးချယ်တဲ့အချိန်မိကိုကောင်းနိုင်ကထွက်တဲ့မိကိုအမဲရောင်တွေကစုံဖြတ်ချက်မချရသေးဘူးဆိုတဲ့အတိတ်ပဲဖြစ်ပြီးအဖြူရောင်က269ဦးမြောက်ပုတ်ရဟန်းမင်းကြီးကိုရွေးချယ်လိုက်ပြီးဆိုတဲ့အတိတ်ပဲရပါတယ်။မိကိုကောင်းနိုင်ကထွက်တဲ့မိကိုတွေကိုစိတ်ပီတာရည်မြင်ကနေလမ်းမြင်နိုင်ပြီးအဲ့ဒီနေ့မှလူထောင်နဲ့ချီပြီးလာရောက်ကြည့်ရှုမယ်လို့မျှော်လင့်ရပါတယ်။ 2013ခုနှစ်ကပုံရံမြင့်ကြီးအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ Francis ဟာဧပြီလ21ရက်နေ့ကကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ပုံရံမြင့်ကြီးရွေးချယ်ပွဲကျင်းပခဲ့တဲ့2005ခုနှစ်နဲ့2013ခုနှစ်တွေမှာမဲပေးမှုဟာဒုတိယနေ့မှာတည်းအဆုံးသတ်ခဲ့တာတွေ့ရပါတယ်ရှင်။ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချိုဆမ်းပါရှင်